တဲ့တော့ဖရာကိုးကွယ်တော့ရုရှားခံယူတာကဗုဒ္ဓရှစ်ခိုးနေတာကတရုတ်သမရဆိုသလိုဖြစ်နေတယ်စစ်ရှုံးသမားအာဂုတူကောင်ဂျလုံးမလုံးမင်းအွန်လိုင်းတို့စစ်အုပ်စုတိုက်ဟာသူတို့ကိုးကွယ်နေတဲ့တရုတ်ရုရှားအကူအညီနဲ့တော့တော်လိုင်းရင်တက်တွေကိုမနိုင်မဲ့အရှုံးကအရှုံးတွေနဲ့သာကြုံနေရတော့စာတင်နေတဲ့ကလေးတွေလည်းမသိဘုံကြီးတွေလည်းမချမ်းတတ်ချင်တိုင်းတတ်ဖြတ်ပြီးတော့မှသူတို့ကိုယ်တိုင်းစိုက်ပြုတ်ခဲ့တဲ့အာဂုတူအပင်ကြီးကိုသူတို့ကိုယ်တိုင်းပြန်ရိတ်သိမ့်ရတော့မယ်အချိန်တွေလည်းတဖြည်းဖြည်းနီးကပ်လာတော့ဟွန်း ဖျားကိုလက်ထိုးပြီးရေတရာစစ်ကူတွေနဲ့ပါသူတို့ရဲ့အကုသိုလ်အပင်ကြီးကိုခြံစည်းရခတ်ဖို့အကြံစီနဲ့ဖျားကဲပါတကြကဲပါဖျားထပ်ပနာရေတရာခြေပါမယ်အရှိမလဲရေတရာတွေခြေထားတယ်နိုင်အောင်သာလှုပ်ပင်းတော့ငရဲပြီလဲမပုတ်ပါနဲ့ဆိုပြီးမပြောရုံတမဲရှမ်းပြည်နယ်တောင်ပိုင်းကသူတို့နဲ့ပလင်းတူဘူးစုတင်ကန်းချုံဝစီပိတ်ဖုံးကြီးနဲ့အတူအာကူတူကောင်လူတတမမင်းအွန်လိုင်းတို့လင်မယားဟာ ခက်တီတီနဲ့လောကတရဖူဇေဒီဖရာထပနာရေရာခြေပွဲတွေတွားလုတ်ခဲ့ပြန်တာကိုလေပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါဒါကတော့တဘွားဆန်အာဂုတူကောင်းရေရာကေဘီမင်းအောင်နိုင်တို့ဂျလုံးမလုံးစစ်အုပ်စုတတိုက်ဟာသူတို့ကိုယ်တိုင်တိုင်းပြည်ရဲ့အာဏာကိုမတရားလုယူပြီးကြတဲ့ကပြည်သူတွေကိုတချင်တိုင်းတတ်ဖရာစင်သူဒေါ်တွေပါဘူဒူဇာနဲ့ခေါင်းတွေဖြတ်လို့ဖြတ် ဘုံကြီးတွေကိုပါတနက်နဲ့ပြစ်တက်လို့တက်နေအခုနောက်ဆုံးတပည့်မျိုးနယ်ကစာတင်เจ้าမှာရှိတဲ့ကလေးတွေပါမချန်စိတ်ထင်တိုင်းဘုံကျဲတက်ဖြတ်လို့တက်ဖြတ်နေသူတို့စစ်အုပ်စုရဲ့အာဟုတုအပင်ကြီးဟာအပွင့်တွေလှိုင်းလိုက်ပွင့်ပြီးအသီးတွေပါ